အကေရွေးတင်ကတည်းထိုင်းစာကို90ကနေ80ရာခိုင်နှုန်းလောက်ထိတိုတော့ရပြီဒါပေမဲ့ဒီထိုင်းစာကပြောတဲ့အချိန်မှာကိုကိုအားမရဘူးဖြစ်နေတယ်ငါကြောင်းကျန်ဒီငါကြောင်းပဲပြောတတ်တယ်နော်10ကြောင်းကျန်ဒီ10ကြောင်းပဲပြောတတ်တယ်ဒါမှမဟုတ်လေးလာတဲ့အချိန်မှာရှေ့မရဘူးဖြစ်နေတယ်ပေါ့နော်ကိုကိုလည်းအားမရဘူးဖြစ်နေတယ်ဒါမှမဟုတ်သူများပြောတဲ့အချိန်မှာနားလေတယ်ပြန်ပြောတဲ့အချိန်မှာမှန်အောင်စာကြောင်းတိဆောက်ပြီးတော့မပြောတတ်ဘူးပြောတဲ့အချိန်မှာလည်းကိုကိုယုံကြည်မှုမရှိဘူးဆိုတဲ့လူတွေအတွက်ကျွန်တော်တို့မှဒီထိုင်းစကားပြောတီးတန်3လကနေ4လ တင်တန်းရှိပါမယ်ပေါ့နော်ဒီလ20ရက်နေ့စမှာဖြစ်တဲ့အတွက်အကြွေစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ page messenger ကိုဆက်သွယ်လာပေးပါနော်ဒီတင်တန်းကတခြားလေးနားထောင်ပေးပါနော်ဒီထိုင်းစာကို90ကနေ80ရာခိုင်နှုန်းရပြီးတဲ့လူတွေအတွက်ကိုစီစဉ်ပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီတင်တန်းမှာကျွန်တော်တို့အတန်ထွက်တွေကိုထိုင်းလို့ရေးပေးမှာဖြစ်ပါတယ်ပေါ့နော်မြန်မာလို့အတန်ထွက်ကိုမြန်မာလို့ရေးရင်ဘလို့မှတရားရခိုင်နှုန်းတူအောင်ကျွန်တော်တို့ရေးပေးလို့မရဘူးအဲ့တော့ကျွန်တော်တို့ဒီထိုင်းစာလေးလာပြီးဆိုကြတဲ့ကလုံးဝပြပြတတလေးပြောတတ်အောင် ေးလာခြင်းနဲ့လေဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ကအတန်ထွက်ကိုထိုင်းလို့ရေးပေးမှဖြစ်တဲ့အတွက်ကိုကဒီထိုင်းစာကိုလုံးဝမရပဲနဲ့လာတက်တယ်ဆိုရင်ကျွန်တော်တို့ပဲနည်းနည်းဒုက္ခရောက်မှာပေါ့နော်အတန်ထွက်တွေကိုအကုန်လုံးမြန်မာလိုလိုက်မှတ်နေရမှာဟုတ်ပြီနော်ဒါကြောင့်ပါနော်ကေယုကဒီထိုင်းစာကို90ကနေ80ရာခန့်လောက်ရပြီဆိုရင်တော့တက်လို့ရပါပြီနော်ဒါဆိုရင်ကိုကအတန်ထွက်လဲပို့ပြီးတော့ပြီသွားပါလိမ့်မယ်တည်တင်တန်း3လကနေ4လပြီးပြီဆိုရင်စာကြောင်းကိုဘလို့လေးတွေမှန်အောင်ပြောလို့ရတယ်နော်စာကြောင်းအရှိကြီးတွေကိုကိုလိုတယ်လို့ဆွဲတက်အောင်ကျွန်တော်တို့တင်ပေးမှာဖြစ်ပါတယ်ပေါ့နော် ဒီအသေးစိတ်ကိုကြတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဗီဒီယိုမှာလည်းအသေးစိတ်တွားကြည့်လို့ရတယ်နော်တည်တင်တမ်းမှာပါတယ်တင်မင်းမှာလည်းဘယ်လိုလေးလာမှာလဲဆိုတာကိုလည်းအသေးစိတ်ပြောပြထားတာရှိပါတယ်ဒါမှမဟုတ် Page Messenger ကိုဆက်သွယ်သွားလို့လည်းရတယ်နော်ကျွန်တော်တို့ရဲ့ admin team ကနေအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်တင်တန်းကတော့20ရက်နေစမှာဖြစ်ပါတယ်ဒါပေမဲ့ဒီလား15ရက်နေည10နာရီမတိုင်ခင်အပ်ခဲ့မယ်ဆိုရင်ကျွန်တော်တို့တင်တန်းကြီးကိုပတ်1300နဲ့ရမှာဖြစ်ပါတယ်နော်ပုံမှန်ဆိုရင်ကျွန်တော်တို့တင်တန်းကြီးကပတ်2000ဖြစ်ပါပြီနော်ဒါကပထမဆုံး ံးတစ်ကြိမ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီခုနှစ်ရောင်ရှော့ပေးထားတာပေါ့နော်အကေရွေးတည်တာခါမဟုတ်ဘူးဆိုရင်နောက်တစ်ခါကျရင်တင်းတဲ့ခြေကတက်သွားမယ်ဆိုတာကတေးချပါတယ်ပေါ့နော်အကေရွေးစိတ်ဝင်စားတယ်ရအောင်လုပ်ချင်တယ်ဆိုရင်တော့ဒီပတ်1300နဲ့ရအောင်ပြီးလား15ရက်နေ့ည10နာရီမတိုင်ခင်အပ်ပေးပါနော်လူပြည့်သွားပြီဆိုရင်လည်းဒီဟာလည်းရတော့မှာမဟုတ်တော့ပါဘူးပေါ့နော်အဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်နော်ဖုန်ဂျိမ်းစ်စวัสดีครับ